။စာမွေးပွဲဖြည့်ပြီးတော့မိဘတွေကကျွန်တော်နဲ့မွေးစားမကိုလာကြတော့ကာမတော်တစားတိုက်မှုဖြစ်သွားပြီးဘယ်သူမှကဲမဲ့သူမရှိဘူး။မွေးစားမနဲ့သူတငယ်ချင်းကပစ္စည်းတွေအကုန်ယူပြီးထွက်ပြေးသွားတယ်။ကျွန်တော်မိဘတွေကိုထားခဲ့ပြီးသူတို့နောက်လိုက်သွားပေမယ့်နှစ်ယောက်သားကျွန်တော်ကိုဝိုင်းရိုက်ကြတယ်။နှစ်ယောက်သားထွက်ပြေးကြတော့ကျွန်တော်သူတို့ကိုကြောက်ခဲနဲ့ပြပောက်ခံပြီးမိဘနှဘာတတိရလာပြီးပြည်လာကကျွန်တော်ကိုမလုပ်ဖို့တားတယ်။မိဘတွေပြန်တတိရလာတော့မိုးလေချုံနေပြီးဝေစာမာနဲ့သူ့တငယ်ချင်းလည်းမိဘတွေကိုတွေ့တော့တဲလာတဲ့အဝိအိတ်တွေကိုပြစ်ချလိုက်တယ်။ မင်းတို့တွေကငါးပစ္စည်းတွေကိုယူပြီးထွက်ပြေးနေတာပေါ့အဲ့လိုရမယ်ထင်နေလားမွေးစားမတို့ကကျွန်တော်ကိုယ်တော်ရိုက်တာဆိုတော့အဖေကိုလည်းရိုက်မှာဆိုလို့ကျွန်တော်အမြန်ပြေးသွားကြည့်တယ်ဖေဖေကကျွန်တော်ရောက်လာတော့ထူဆန်းသွားတယ်ကျွန်တော်လည်းမွေးစားမတငယ်ချင်းကိုရိုက်ပြီးဆဲဆိုလိုက်တယ်တတောင်းစားငါးဖေပစ္စည်းတွေယူပြီးထွက်ပြေးနေပေါ့အဝဆဲဆိုပြီးတော့သူတို့မျက်နှာမဖော်နိုင်အောင်အထိရိုက်လိုက်တယ်မရိုက်ပါနဲ့တော့မရိုက်ပါနဲ့တော့ဝိုင်းဝိုင်းမင်းမောင်ကိုမတားတော့ဘူးလားမင်းမောင်ရိုက်တာငါသေးတော့မယ်မွေးစားမဒါတော့ကျွန်တော်ရိုက်တာခဏရက်ပြီးလက်ကိုလမ်းကြည့်တော့ မွေစာမာကအနောက်ဆိုပြီးမျက်ရည်ပါကြာလာတယ်။မင်းဘာလုံးချင်တာလဲစိုက်ကြည့်နေတာကြောက်စရာကြီးကျွန်တော်ဘာလုံးချင်ရမှာလဲဒီကောင်းကိုအသေးသက်ချင်နေတာလေဒီကောင်းကိုတက်လိုက်ရင်ရပြီဒီကောင်းကြောင့်ကျွန်တော်တို့မိသားစုဘွားပြက်ရတာလေမွေစာမာကကျွန်တော်ကိုကြည့်ပြီးကြောက်ကဒရီတောင်တုံပြီးလဲကြသွားတယ်။ခဏနေအဖေရောက်လာတော့ဖဖေမောင်းလေးယူသွားပြီးမိဘတွေကမွေစာမာပေါ်ရန်ကောင်းကြတယ်။မွေစာမာကလိန်ပြောလိုက်တာနဲ့အမှန်တည်းမီးခွင့်လွန်နေကြတာမွေစာမာကဒီတစ်ခေါက်လေးလိန်ပြောတော့အဖေကသူတို့ကိုခွင့်လွှတ်တော်မယ်လို့ကျွန်တော်ထင်သွားပြီးမှားသွားခဲ့ပါတယ်။ အဖေကမွေးစားမကိုကန်လိုက်ပြီးမင်းတီတထောင်စား၃ယောက်နဲ့အတူတူကြံစီပြီးငါတို့မိသားစု၃ယောက်ကိုလိန်လို့ရမယ်လို့ထင်နေတာလားအဖေမနေပြီးမောင်လေးကအပြစ်လုပ်တာတမီးအပြစ်လုပ်တာမဟုတ်ဘူးငါတို့မျက်စိကန်နေလို့မင်းအပြစ်လုပ်တာမဟုတ်ဘူးထင်ရမှာလားမွေးစားမလည်းကျွန်တော်အဖေကိုလိန်လို့မရတော့စိတ်ပြတ်သွားခဲ့တယ်ဒါတောင်လည်းမလျှော်သေးပဲကျွန်တော်အမေကိုဆက်လိန်ဖို့ကြိုးစားတယ်မိမိဖေဖေနဲ့မောင်လေးရဲ့အပြုအမူတွေကိုကြည်ပါအောင်နေကပစ္စည်းတွေကိုပြီးထွက်ပြေးဖို့ကြိုးစားတယ်ပေါ့ငါတို့ကိုအယူလုပ်လို့ရမယ်လို့မထင်နဲ့ငါတို့အကုန်မျက်စိကန်နေတာမဟုတ်ဘူးနာလိုက်တာနာလိုက်တာတမီးအဲ့လိုမျိုးမလုပ်ရပါဘူး ကျွန်တော်လည်းဟိုကောက်ကုန်ရိုက်တာရိုက်လိုက်ပြီးပစ္စည်းတွေပြန်ယူကမိဘတွေနဲ့အတူတူထွက်သွားတော့တယ်။ဖေဖေကပစ္စည်းအိတ်တဲပြီးအရှိကထွက်သွားတယ်။ဝေစာမနဲ့တငယ်ချင်းကတော့လမ်းမပေါ်မှာကျန်ခဲ့ပါတယ်။ကားလေးပြတ်သွားတော့လမ်းမအေးတော့ကျွန်တော်တို့မီလုံပြီးအနားယူကြတယ်။မိမိကတနာတတော်ဝေစာမကိုဒီလိုထားခဲ့ရတော့ဝမ်းနေပြီးငိုပါတယ်။ဖေဖေကလည်းတိတ်လိုက်ပြီးငိုစရာမလိုဘူးလို့ပြောလိုက်တယ်။အမေကအရင်ကဝေစာမကြောင့်ကျွန်တော်ကိုအပြစ်တွေတင်ခဲ့တာအတွက်တောင်းပန်ပါတယ်ပြောတယ်။ မမေတို့မမာတာသာတည်ပါတယ်ကျွန်တော်တို့အကုန်လုံးအခက်ခဲတွေကြားတဲ့ကနေရုံထွက်လာနိုင်ခဲ့တာဖြစ်တယ်မိဘတွေရဲ့ကျွန်တော်ပုံယူဆိုင်မှုကိုနားလဲပြီးကျွန်တော်လည်းငိုလိုက်သေးတယ်မမေဖေဖေအချိန်လေးမစောတော့ဘူးမမေတို့အိတ်ကြလေတားဆောင်ပြီးမယ်မွေစာမာတို့နေအောင်အမောင်ကြီးတဲ့ရောက်လာကြတယ်ကျွန်တော်ကင်းဆောင်နေတာတွေ့တော့သူတို့လည်းအိပ်ပျော်သွားကြတယ်သူတို့နှစ်ယောက်ကိုတွေ့တော့ကျွန်တော်အမေကိုနှိုးပြီးတူတူလေးလှုပ်ပြကသူတို့မနှိုးခင်ထွက်သွားကြဖို့လုပ်တယ်။မနဲ့လေနော်ပစ္စည်းတွေအကုန်တဲပြီးကျွန်တော်တို့ချေချင်းခီးဆက်ကြတယ်။၃ရက်လောက်ခီးဆက်ပြီးတော့ကျွန်တော်တို့သွားရမယ့်နေရာနဲ့တဖြည်းဖြည်းနှီးလာပါပြီ။ နောက်နေ့မှကျွန်တော်မွေဖမ်းမိပြီးမိဘတွေကိုမွေသားကင်ကြွေးပါတယ်။ငါသားကအကုန်လုတ်တက်တာပဲ။ကျွန်တော် TV တွေကြည့်ရင်လုတ်တက်တာပါ။အလောက်လည်းမကြွမ်းပါဘူး။တောင်းပန်ပါတဲ့သားလေးရဲ့အရင်ကမင်းပေါ်စီကံအရန်တင်ကြက်ခဲ့တာ။ ငွေစားမလောက်လဲမင်းပေါ်မကောင်းပေးနိုင်ခဲ့ဘူးဘာမှမဖြစ်ပါဘူးအမေရဲ့အမေတို့သားကိုချစ်တာနားလဲပါတယ်အမေတို့စီကံတင်ကြက်လို့သားတားဆောင်မပွဲကောင်းကောင်းဖြစ်နေတာပေါ့တမိသားစုလုံးနွေနွေထွေးထွေးစကားတွေပြောနေကြတော့ငွေစားမတို့နှစ်ယောက်ပေါ်လာတယ်သူတို့နှစ်ယောက်ခုထိမတည်ကြသေးဘူးပဲအစာမစားရသေးတော့နှစ်ယောက်သားပိန်သွားလဲကြတာအယိုးပဲကြံတော့တယ်ကျွန်တော်ငွေသားกินနေတာတွေ့တော့တည်ရွေလဲကြလာကြတယ်အကောင်ဆုံးနေကပစ္စည်းတွေအကုန်ယူပြီးထွက်ပြေးတယ်ပေါ့ကျွန်တော်လဲသူတို့ပေါက်ကြရတွေပြောနေတာခရူးမဆိုင်ပဲငွေသားဆက်กินနေလိုက်တယ်